ဆောင်ထားတဲ့တချို့ပစ္စည်းလေးတွေရှိတယ်။အဲ့ဒီထဲမှာဆိုတဲ့ဒီကြောက်ကလေးတွေတော့နောက်တစ်ခါကျတော့ဒီ3 locket ကလေးတွေတော့အဲ့ဒါမျိုးလေးတွေအဲထပ်ပနာလေးထည့်ပြတယ်ပေါ့နော်။ separate သက်ပေးထားတဲ့ဒီ locket လေးပေါ့နော်။ locket လေးမမဲရအဲသူကလည်းဒီသူ့ရဲ့တခြားသော career တစ်ခုရောက်ရွှေ့ရမှာပေါ့ corporate တက်ကလေးလေးပါပဲ။ကိုယ်နဲ့ဆယ်နှစ်လောက်ခင်နေခဲ့တဲ့ကလေးလေးဆိုတော့သူ့ရဲ့သူလက်ဆောင်ပေးထားတဲ့ birthday present လေးကိုလည်းကိုကအဲဒီ3 locket ကလေးကိုလည်းကိုထည့်ပြလိုက်တယ်ပေါ့နော်။ဒါဆိုကိုယ်ကလေးလေးလည်းကုသိုလ်ရစေတယ်။ Thank you. ါဒီနေ့ကတော့စတက်တိုးဒါဟိုဟာတညင်စက်တန်းပေါ့နော်။စက်တန်းရဲ့ညဝိုင်းလေးချောင်းတိုင်းမှာအဲဒီဆရာတော်ဘုရားကြီးပေါ့နော်။ဒေါက်တာအရှင်ဦးတုမနာရဲ့လက်ညင်ပြတ်တာမုန်းတဲ့တို့ဆိုတော့ဒီအအောင်တော်မူဘုရားဆိုတဲ့အစီတော်မြက်ကလေးပေါ့နော်။အဲဒီရင်ထီတော်တင်ခြင်းခန္ဓာမင်္ဂလာအထမြောက်ခဲ့ပြီပေါ့။အဲငကိုရေကတော့မိသားစုတွေကဒီဘုရားတည်ခြင်းနဲ့အဲစိတ်ကတော့ရှိတယ်။ အဲဒါပေမဲ့အဓိကဒီဖျားတည်တဲ့အခါမှာဆိုတဲ့ချွေးနှဲစာလေးနဲ့ပါခြင်းနဲ့ပေါ့နော်ဆိုတဲ့အခါကျတော့သူတို့တဖြည်းဖြည်းလေးနဲ့အဲဒီစုပြီးတော့မှအထမြောက်ဖို့လို့အတွက်စူးစမ်းခဲ့ရပါတော့အဲအခုတော့ဒီအောင်တော်မူဖျားစီရောမြတ်ကြီးကြီးတော်တယ်ပေါ်ပြီးအထမြောက်သွားတဲ့အတွက်ဒီနေ့လေးတော့တကယ်ကိုမင်္ဂလာရှိရနေပြီသာသနာပတ္တသာသနာပတ္တအောင်မြေအောင်မြေအင်းမြေမြတ်မှာနိုင်လူတန်းပါရင်ရှင်ဖျားရှင်ဖျား

ထွက်ကတော့မနိုင်ပြောရရင်ရီမန်းနေတာလဲကြာခဲ့ပြီပေါ့ကြာခဲ့ပြီဆိုတော့သူကအဲအနုပညာလုပ်တယ်ကြောက်ပိုင်းတောက်လျှောက်လုပ်တဲ့အချိန်ဒီမှာလဲကိုကဘာသာရေးလုပ်ဖြစ်တာလဲပါတယ်ပြီးရဲ့ခါကျတော့ဆရာတော်ဖျားကြီးရဲ့အဆုံးအမနဲ့ပေါ့နော်အဲကိုဒီဖျားတယ်ဖို့အတွက်ကိုအဲမိသားစုတွေအတူတိုင်းမင်ပြီးတော့ပေါ့နော် ကောင့်ထဲပေါ်ကြဖို့လို့စူးစမ်းနေရတော့ကြပါပြီအဲဒါပေမဲ့ကံကြောင်းတရားတွေတိုက်ဆိုင်မှုပေါ့နော်ဒီနေ့ဒီချိန်ရဲ့အာဒီ Theory တင်ပွဲရာဒီနေ့မှာအထမြတ်ရမယ်ဆိုရယ်ကိုယ့်ရဲ့အတိတ် ကပါလာခဲ့တဲ့အာဒီအကြောင်းကျိုးတစ်ခုပေါ့အဲ့အတွက်ကြောင့်မလို့ဒီနေ့လေးမှာဒီ9ရက်နေ့လေးမှာအဲခီတော့တင်ပြခဲ့ပြီးပေါ့နော်အဲ့အတွက်ကိုအများကြီးချီးမြှောက်ပြီးတော့ဝမ်းသာရပါတယ်ဆရာတို့ဖခင်လည်းဒီဟာဖခင်အရင်အချင်းမဟုတ်ပဲမယ်လေပေါ့နော်ဒီအောင်တော်မူဘုရားစီရောမြတ်ကလေးပေါ့ကိုယ့်ရဲ့တဏှာချွေးနေစာနဲ့ဒါဂရဗီတာစရီအားလုံးစုပေါင်းထားတဲ့အားတစ်ခုနဲ့ပေါ့နော်အဲဒီနေ့တော့တည်ပစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီသီရတင်ပွဲကုသိုလ်ပေါ့ကုသိုလ်အပြင်လည်းဒီသီရတင်ပွဲမှာပါဝင်ပေးကြတဲ့ ခုနှစ်သားခုနှစ်ပြည်အားလုံးရဲ့ကုလို့ရှိတယ်။အဲနောက်ပြီးတော့ဒီထပ်နာမှာလည်းပါဝင်ပေးကြတဲ့သူတွေအလှူမှာလည်းပါဝင်ပေးကြတဲ့သူတွေရှိတဲ့အတွက်ကြောင့်မလို့အများကြီးပါပဲ။အဲဒီပွဲတစ်ခုဖြစ်မြောက်ဖို့ဆိုတာဆွမ်းနာဖုန်းဖုန်းကြီးပြောသွားသူမျိုးပေါ့နော်။အစားတောက်တွေကအစားတောက်တွေပြီးတော့ဒီတီဝိုင်းတွေကအဆုံးပေါ့အကုန်လုံးအစအဆုံးပေါ့ဒီကြီးတော်တပွဲတစ်ခုဖြစ်ဖို့အတွက်အများကြီးတော်တော်ကြိုးစားတဲ့အခါမှာအဲကွန်ပျူတာစုတွေတစ်ခုလည်းအားနဲ့လည်းမရပြန်အောင်ပေါ့နော်။အားလုံးခုနှစ်သားခုနှစ်သမီးတွေရဲ့ကုသိုလ်တွေအများကြီးပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအတွက်ကိုပို့ပြီးတော့မှ PP ဖြစ်ရအောင် ဒီဖျားကြီးတော်တင်မအတွက်ကတော်တော်လေးနှစ်နှစ်လလ ဲချိုးပန်းခဲ့ရတယ်လို့ပဲပြောရမှာပေါ့နော်အဓိကတော့မိသားစုတွေမစုံပြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းထီတော်တဲ့မို့ရအဆင်မပြေပြန်ဘူးနောက်ပြာဒီကခက်ခဲကြောင်းဆိုလို့ရှိရင်လည်းအဆင်မပြေပြန်ဘူးပေါ့မျိုးမျိုးရှိတာပေါ့အဲ့ခါကျတော့ဒီအဖျားတယ်ပြဖို့အတွက်အဓိကကတော့ စိတ်ရဲ့တရာတရားထက်သန်မှုလို့ပဲဆိုတော့ကတော့ထင်ပါတယ်အဲဆိုတော့ဆိုလို့ရှိရင်လေဒီကိုရတဲ့အမှုပညာလောအားကလေးတွေ ਨੇ အဲဖျားတီးဖို့ဆိုပြီးတော့တသက်ကိုခဲပြီးတော့မှစုထားတာပေါ့နော်အဲအဲ့တော့အတ္တိကမတီးရတော့အဖေဖေးကစပြီးတော့မှတီးရပါမယ်ဆိုတော့ကအဖေးကနေပါဝင်ပြီးတော့မှကိုအမှုပညာဒီလောအားနဲ့ပါရမီဖြည့်ချင်တာပေါ့ပါရမီဖြည့်ချင်တဲ့အခါကျတော့တို့နည်းနည်းလေးတော့စကြမှုတွေလည်းရှိခဲ့တယ်အတ္တိကကတော့လေ ဖုံးဖုံးပြောသလိုပေါ့နော်ဘဝဘဝရဲ့ပဋ္ဌာန်းစက်တွေမှန်ကြတယ်လည်းတူပါတယ်။လက်ထောင်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတော်ကြောင့်ပေါ့ဖြေဖြစ်သွားတာပါ။ဆရာတော်ဘုရားကြီးလက်ညွန်ပြသမှုတွေလည်းအများကြီးပါတယ်။ဟိုဆန္ဒဘုရားတည်ဖို့ဆိုတာလေအကျိုးအကြောင်းတွေလည်းတိုက်ဆိုင်မှုမှာဘုရားတည်လို့ရမှာပေါ့နော်။ညစ်တီတော်တင်ပွဲအတွက်ဆိုလို့ရှိရင်လည်း အဲဒီလာပေးကြတဲ့မိတ်ဆွေတငယ်ချင်းတွေနောက်ပြီးပါဝင်ပေးကြရတဲ့ဒါထပ်ပနာရဲဆိုလည်းပါဝင်ပေးကြရတဲ့ခုနှစ်သားခုနှစ်ရဲ့ဒီပထမဆက်ဒီဆွေတော်မျိုးတော်တွေရဲ့ကုသိုလ်တွေအများကြီးရှိတယ်။အဲ့တော့ဆက်စပ်အရာဒီလိုဖြစ်သွားဖို့အတွက်ကိုယ့်ဘက်ကနေပြီးတော့လဲဆိုတဲ့ဆိုလို့ရှိရင်ဒီဖျားအဲဒီတီဖို့ကြီးတော့တင်ပွဲမတိုင်ခင်မှာအတိအကျတော့ဖေဖေပေါ့နော်။ဖေဖေကသမီးအဲတေချာလေးဖေတို့ဖျားတည့်ပြတ်သွားအောင်ဒီထီတော်လေးတင်ပြတ်သွားအောင်လို့ ဒိတ်ထန်လေးဝင်มาဆိုပြီးတော့ရှိရတာဒီရောက်တမွဲအဲဒီဖျားတီဖို့အတွက်နီးလာတဲ့အခါမှာလဲကျမရေးလေးနေငယ်ချုပ်ရင်းနာမျိုးလေးတွေအဲ့လိုနှောက်ရှက်တိုက်ခိုက်လေးတွေကတော့ရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒီဟာတွေအတွက်ကိုဆက်ဒိတ်ထန်လေးဝင်နေအချစ်ချင်းမမတော့မဟုတ်ပါဘူးဆိုတော့ဆိုလို့ရှိရင်ငယ်တဲ့ဒါဟိုပထန်းလိုမဟာသမယတုတ်လိုမျိုးဖြစ်တာဆိုတော့ဒါမျိုးလေးကိုဆက်တိုက်ပေါ့နော်လာနေချီပြီးတော့ရွတ်တာမျိုးတွေနောက်ပြီးတော့တတ်တက်လို့စားတာမျိုးတွေအဲ့လိုဒိတ်ထန်လေးတွေဝင်နေအဓိကတော့ဖေဖေကတော့တည်တည်ချာချာလေးငယ်တဲ့ဖျားတရားပုံကိုလှုပ်ဖြီးပြီးလုပ်ဖြစ်တဲ့အထဲမှာပါပါတယ် အဲ့တော့အဓိကကတော့ဒီဖျားတဲတယ်ဆိုတာကကတော့အဲကျွန်တော်ဒီဘူးဖျားစေရောမျက်ကြီးကိုပေါ့နော်ဒီဖျားပထမဦးပြောဝင်လိုက်တဲ့အချိန်မှာဖုံမြော်ကြတဲ့လူတွေခုတို့ရပါနောက်တစ်ခုကကျတော့နောင်လာနောင်သားတွေဖွံ့မြောက်ဝင်ရဖို့အဲနောက်ပြီးတော့မြင်းမမြင်းရဲ့ပုံပုံတွေအဲဘဝဆက်ဆက်ကတော့ဆက်ခဲ့တဲ့ဆွေတော်မျိုးတော်တွေเนาะ30ပုံသားတွေကုသိုလ်ယူခွင့်ရဖို့ပေါ့နော်ဒီအတွက်ကိုအဲတိုက်ခတ်ထားပြီးတော့မှတည်ပြစ်တာပါအဲ့တော့ဆွေတော်မိသားစုတစ်ခုရဲ့ အဲဒါဘုရားထီးတော်တင်ဖို့မဟုတ်ပါဘူးအခုနှစ်သားခုနှစ်သီအားလုံးရဲ့ဘုရားထီးတော်တင် ကုသိုလ်ယူရဲ့ပွဲနောက်အားလုံးဒီသုံးသက်ဖုံသားတွေအတွက်ကုသိုလ်ကောင်းမှုမျိုးစေ့ချရတဲ့ပွဲလို့ပဲပြောအဲဆိုတဲ့ဒီစုဆောင်ထားတဲ့တချို့လက်ဝတ်လက်စားလေးပေါ့နော်ကြီးကြီးမားမားတော့လည်းမဟုတ်ပါဘူးမှန်တယ်ပြောရလို့ရှိရင်ကိုလည်းအဲ့လောက်ကြီးကြီးလဲဟိုမစုပြည့်သေးဘူးပေါ့နော်ဟိုဘာလို့လဲဆိုတော့လူပညာသမားတွေက များသောဖြင့်ရုံးကန်ရတာများပါတယ်အဲကြိုးစားပြီးတော့ရုံးကန်ရတဲ့အခါမှာဆိုရဲဆိုလို့ရှိရင်အင်အားသမီးအကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အဲအင်တွက်ကူရတယ်နောက်ဖွားဖွားဆိုအသက်60ရှိပြီးဆိုတော့အဖွားစိတ်စိတ်အတွက်ဆိုလည်းကူရကူရတယ်ပေါ့နော်ကျန်သားကျတော့လည်းကိုယ်အလုပ်ထဲမှာကိုပြန်သုံးဆွဲရတယ်ရှိတယ်ဆိုတော့အဲချစ်ထုတ်ပြီးတော့ စုဆောင်ထားတဲ့တချို့ပစ္စည်းလေးတွေရှိတယ်။အဲ့ဒီထဲမှာဆိုတဲ့ဒီကြောက်ကလေးတွေတော့နောက်တစ်ခါကျတော့ဒီ free locket ကလေးတွေတော့အဲ့အရာမျိုးလေးတွေအဲထပ်ပနာလေးထည့်ပြတယ်ပေါ့နော်။အဲ့တော့ဖေရိုမေရိုလည်းသူတို့ဒီထပ်ပနာထည့်ဖို့ပစ္စည်းလေးတက်တက်ဖြေထားတာလေးတွေရှိတယ်။နောက်ရွှေမျိုးတွေရောတခြားသောဒီတငယ်ချင်းပေါင်းသင်းတွေရောဝိုင်းပြီးတော့ထပ်ပနာလေးထည့်ကြပါတယ်။ဆိုတော့အလူလေးကတော်တော်လေးမှအထမြောက်သွားပါတယ်။နောက်ထူးထူးခြားခြားအနေနဲ့ကဆိုတဲ့ဒီဆရာဦးတီရဲ့ဟိုပါပေါ့နော်။ အဲဆိုတော့ PhD ဆက်တဲ့တန်ဖောက်ကိုတန်ဖောက်စာအုပ်ကကျတော့အစအဆုံးကဘာမှလို့ဖာသာပြန်ထားတာပေါ့နော်အဲ38ပြာမင်္ဂလာဆိုပြီးတော့ဒီမင်္ဂလာတုတ်ထဲမှာပါတဲ့အကြောင်းအရာတွေကိုငငယ်တော့ဆိုသင်ပူးတယ်အဲ့တော့မင်္ဂလာတုတ်တစ်ခုတည်းမဟုတ်ဘဲနဲ့ကျန်တဲ့ဗုဇင်သုံးတို့လူတိများတို့ယတနာသုံးတို့ငါပြီးတဲ့အခါကျတော့ပုပ္ပနာသုံးတို့ဆိုတော့ဒီဟာတွေရဲ့ရွတ်ဖတ်ခြင်းရဲ့ဟိုအထိတ်ပဲပေါ့ practice ဆက်တဲ့တုတ်လုံးပါတဲ့အဲအနက်ဘာသာပြန်ပေါ့နော်အဲ့ဒီတန်ဖောက်စာအုပ်ကလေးကိုလည်းကျတော့ထည့်လိုက်တယ် က်စီလာမျိုးတော့ပေါ့။ဘာလဲဆိုတော့အဲဒီဒီဟိုတရားဓမ္မစာအုပ်ဖြစ်တဲ့အပြင်ကိုကိုရုပ်ဖတ်တဲ့ဇာတ်ရဲဒီဗုဒ္ဓအဲဒီဟိုပါဠိတော်တွေဘုရားစာတွေအဲအနဲ့အိဗေဘယ်လိုရှိလဲဆိုတာကိုသိတဲ့အခါမှာလဲပို့ပြီးတော့မှအတော့ဝင်ယုံကြည်စေတယ်ပေါ့နော်အသေးပဲသိတဲ့အခါမှာရွာတာပို့ပြီးတော့လေးနဲ့စေတယ်ဆိုတော့အကျိုးအာနိသင်ကိုလည်းရရှိစေခြင်းနဲ့အတွက်ကြောင့်မလို့ဒီစာအုပ်ကလေးကိုပါထည့်ဝင်ဖြစ်ပါတယ် ။ပစ္စည်းဆိုစီစီမမထဲဆိုတော့အဲကိုချွေးနေစာလေးနဲ့စုဆောင်ထားတဲ့အရာလေးကိုထပ်ပနာချင်တာပေါ့လေ။အဲတော့အဲ့လိုဆန္ဒပြောသလိုကြောက် တောက်တံပြများလေးတွေနောက်တစ်ခုကကျတော့သူတဲ့ဒီအာတခုဆိုလို့ရှိရင်စပရိတ်သက်ပေးထားတဲ့ဒီ locket လေးပေါ့နော် locket လေးမမေရအဲသူကလေးဒီသူ့ရဲ့တခြားသော career တခုရောက်ရွှေ့ရမှာပေါ့ခုပရိတ်သက်ကလေးလေးပါပဲကိုနေ7လောက်ခင်နေခဲ့တဲ့ကလေးလေးဆိုတော့သူ့ရဲ့သူလက်ဆောင်ပေးထားတဲ့ birthday present လေးကိုလည်းကိုကအဲဒီရွှေ locket ကလေးကိုလည်းကိုထည့်ပစ်လိုက်တယ်ပေါ့နော်ဘာလို့ဆိုတော့ကိုကလေးလေးလည်းကုသိုလ်ရစေတယ်ကျတော့ကျတော့အဓိကကိုရီးယားလူပညာလုပ်ငန်းလုပ်ရတဲ့အခါမှာပြည်သက်တွေရဲ့အပင်ပုံနဲ့ရက်တည်ရတာပေါ့ ပြိတ္တတီတေးတဲ့ခွန်အားတွေနဲ့ကိုယ်ရရှေ့ဆက်ပြီးသွားရတာအဲဘလို့ပဲဖြစ်ဖြစ်ကိုယ့်ကိုချစ်တဲ့ပြိတ္တတ်အနေဆုံးတယောက်ရှိနေလေလူပညာရှင်ဆိုတာဟိုပျော်တာပဲလीเนาะအဲ့ခါကျတော့သူတို့အမှတ်တရပေးထားတဲ့ပစ္စည်းလေးဆိုလို့ရှိရင်လေကိုကအမှတ်တရအလိုအမြဲတမ်းသုံးဆွဲပြီးတင်ထားလေးရှိသလိုအခုလိုမျိုးတမိုးကြီးပစ္စည်းလေးတခုကိုကျတော့ကိုကအဲမရပြောရဲဆိုတဲ့တခါမှမဆွဲရသေးပါဘူးအဲ့ locker ကလေးကိုလေမဆွဲရသေးပဲနဲ့ကလေးလေးသူကုသိုလ်လည်းရအောင်အဲနောက်ပြီးတော့ဒီ wheel up လေးအားလုံးကုသိုလ်ရအောင်ဆိုတဲ့ဒီထပ်ပနာရဲကိုထည့်ပြတယ်ပေါ့နော်အဲ့ဒါတော့မမရရ အဲ့လိုတော့မရှိပါဘူးအာသုဒကအဲ့လိုအဲအိမ်မက်မက်ပြီးတော့ဟိုတိတိတန့်ဖြစ်တယ်ရေလို့တော့မရှိဘူးပေါ့နော်အဲအိမ်ဘက်ကတော့တခါတလေစိတ်သေးဆွဲတာမျိုးတွေတို့နေမကောင်းဖြစ်တဲ့အခါမျိုးတွေတို့နောက်ပြီးတော့လို့စောင်းမွေးလို့ပါတော့အဲ့ဒါမျိုးပဲဆိုတော့မတ်တက်တာကျွန်တော်တို့ဆိုတဲ့ဒီသုဒကဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲယတနာ၃ပါးပေါ့တရားတရားတန်ခါယတနာ၃ပါးကို ဟိုရုံယုံကြည်ကြည်နဲ့စိတ်ကတ်တယ်ပြီးရခါကျတော့ဒီအလူဖြစ်ဖို့တော့ကတော့အဓိကဆိုတဲ့အထိတ်ခံပြင်းပြင်းထန်ထန်ဝင်တာပဲဒီအလူဝဲဖြစ်မြောက်ဖို့ထီတော်တင်ပွဲဖြစ်မြောက်သွားဖို့အတွက်အကယ်၍အတောက်ချက်တွေရှိခဲ့လေဖေရှားပေးဖို့ပေါ့နော်နောက်ပြခါကျကန်ကန်မြင့်တာပေါ့ကိုယ့်ရဲ့ကိုယ်တော်ပြန်ကိုမြင့်လိုက်တာပေါ့အဲ့တော့ဒီမြတ်စွာဘုရားရဲ့ဒီတရားတော်တွေကိုပြန်လဲပြီးတော့ ရုပ်ဖတ်တဲ့ဆက်ပူဇော်ရတဲ့အခါမှာအ ਨੇ ဆုံးတော့ကိုယ်စိတ်ကိုအေးချမ်းမှုတော့ဖြစ်စေတယ်လေအဲ့တော့ဆန္ဒအလိုပဋ္ဌာန်းနေမှာတနည်းအားတုပ်ပြီး PhD တွေရွတ်တယ်အဋိဋ္ဌံနဲ့တင်ပြီးတော့ရွတ်တယ်ပြီးတော့ဆန္ဒဖဖို့ပြောသလိုပဲကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေခွန်နေသမီးတွေနောက်ပြီးတော့အာမြဲမမြဲပုံပုံတွေပေါ့နော်အဆောက်အအုံတွေမြင်လျာမှာဆိုသူ့အဆောက်အအုံတွေအဲ ဒီပထမဆက်တွေရှိတယ်ပေါ့နော်လူဆိုတာတန်မြာမှာမတော်ဆက်ဘူးလေဆင်မျိုးစားလည်းမရှိဘူးဆိုတော့အဓိကတော့ဒါတွေအကုန်လုံးကုသိုလ်ပြုအများဝေးတယ်ကိုနုဘဝအဲဒီဘဝဖြစ်လာရတဲ့အချိန်မှာလူအနေနဲ့တန်ဖိုးရှိရှိနဲ့ကိုကုသိုလ်လုပ်ပြီးတော့အဲကိုလုပ်တဲ့ဟာလေးတွေကိုအမြင်မမြတ်တဲ့အားလုံးအဲရစေချင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီကုသိုလ်လေးကိုတော့အထူးအဖြစ်ပြုပြစ်တယ်မကခင်ကျိုး100%ညောင်းလာပေါ့။ဒါဆိုလူဆိုကောင်းတာလုံးကောင်းတာဖြစ်မယ်။မကောင်းတာလုံးမကောင်းတာဖြစ်မယ်ဆိုတာက အဲဒါကသိကြတယ်အဲတချို့ဆိုလို့ရှိရင်ကောင်းတာတွေလုပ်နေတယ်ဒါပေမဲ့ဟိုအချက်တွေဝင်နေမကောင်းတာတွေဖြစ်တယ်တချို့ကျတော့လည်းမကောင်းတာတွေပဲလုပ်နေပြီးတော့ကံကောင်းတဲ့လူတွေလည်းရှိကြတယ်ရှိနေတယ်ဒါကြောင့်အတိတ်ဘဝရဲ့ကုသိုလ်ကံတွေနဲ့လည်းသက်ဆိုင်မှုရှိတယ်လို့ဆိုတော့ကြားမှုပါတယ်အဲ့တော့အတိတ်ဘဝတွေကကုသိုလ်ကံတွေသိကောင်းနေခဲ့တယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိဘဝမှာမကောင်းတာတွေလုပ်တော့냐လဲအတိတ်ဘဝရဲ့ကုသိုလ်ကံအကျိုးပေးဆက်နေတဲ့အချိန်မျိုးမှာကံကောင်းနေတတ်တယ် ဒါပေမဲ့အဲ့ဒီအချိုးပေးရက်သွားတဲ့အချိန်ကြလို့ရှိရင်တော့ဘုံခွဲဆိုဖြစ်ကြမှာပေါ့နော်အဲ့တော့အဓိကတော့ကိုကလေအတိတ်ဘဝလောက်ခဲ့တဲ့ကုသိုလ်ကံကိုကြည့်နေလားအာမကိုးစေခြင်းဘူးလူဖြစ်လာရတဲ့ဘဝဆိုတာကဟိုထွက်မြက်တယ်နော်လူဆိုတာဘလို့ပဲဖြစ်ဖြစ်ကုသိုလ်ကံကောင်းလို့လူဘဝဆိုတာရောက်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ကတော့ဟိုဘလို့ပဲဖြစ်ဖြစ်အမျက်ရအောင်ထုတ်ရမယ်လို့ကိုကစိတ်ထဲမှာအမြဲတမ်းတွေးထားရတယ်ပေါ့နော်